လာပါကျွန်တော်ကကလေးတခုဆရာဝန်ကြီးပါမောကဒေါက်တာစောဝင်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်ရှင်းပြမယ့်အကြောင်းအရာကတော့ကလေးတွေမှာဖြစ်တတ်တဲ့စိတ်နဲ့ပတ်သက်တဲ့ဝေဒနာတစ်မျိုးဖြစ်တဲ့ဒီ vegetative disorder လို့ခေါ်တဲ့သူရဲ့အခြေခံလူခန္ဓာကိုယ်လုပ်ငန်းဆောင်တာတွေဖြစ်တဲ့အစာစားတာနော်အိပ်စက်တာအငြိကြေးဆွနာစသည်မှာတွေ့ရတတ်တဲ့ဒီပြဿနာလေးတွေအကြောင်းပြောမှာဖြစ်ပါတယ် ဆေးကြောင်ဖြစ်တဲ့ဝေဒနာတွေပေါ့ကျွန်တော်ရှေ့ရဆွေးနွေးမှုတွေမှာတော့ဆွေးနွေးခဲ့ပါတယ်ဆေးကြောင်ဖြစ်တဲ့နာကျင်ကြိုက်ခဲဝေဒနာအကျဉ်းပါဝေဒနာနဲ့ ADHD လို့ခေါ်တဲ့ဒီဆေးရောကိုပါကနာမြင်တဲ့ကလေးတွေအကြောင်းဆွေးနွေးခဲ့ပါဒီနေ့ကျွန်တော်ဆွေးနွေးတင်ပြချင်တာကတော့ဒီလူရဲ့အခြေခံလုပ်ငန်းဆောင်ရွက်မှုတွေဖြစ်တဲ့ဒီစားတောက်ခြင်းအိပ်ဆက်ခြင်းညစ်ကြေးဆွေးနွေးစသည်မှာ တွေ့တတ်တဲ့ဒီအမူအကျင့်ဆိုင်ရာပြဿနာလေးပေါ့နော်စိတ်ပိုင်းဆိုင်ရာအမူအကျင့်ဆိုင်ရာကလေးတွေမှာတွေ့တတ်တဲ့ပြဿနာတွေကိုဆွေးနွေးဖို့ဖြစ်ပါတယ်။စေပညာခေါ်ဖို့ဆိုလို့ရှိရင်တော့ဒါကို vegetative disorders လို့ခေါ်ပါတယ်။ရှိပါတယ်ကလေးတွေမှာဒီစားရမဟုတ်တဲ့အရာကိုစားရတယ်ပေါ့နော်ဥမာပြင်သဲစားတာပေါ့ပီကာလို့ခေါ်ပါတယ်အဲ့ဒါလည်းကျွန်တော်တို့ မကြာခဏတွေ့ရတတ်တဲ့ပြဿနာတရားဖြစ်ပါတယ်။တမားဖြစ်တော့အချက်တစ်ချက်ကိုရှင်းပြခြင်းပါတယ်။ခလေးက6လ9လလောက်ရွယ်ဆိုလို့ရှင်တော့သူကပါဇက်နဲ့စူးစမ်းနဲ့ရွယ်လို့ခေါ်ပါတယ်။အဲဒီဘာပစ္စည်းမဆိုပါတော့သူလက်ထဲရောက်လာတာနဲ့သူကပါဇက်ကိုပို့တယ်ပြီးလို့ရှင်စုပ်ကြည့်တယ် ်တို့ကြည့်တယ်ပေါ့နော်ပါးစပ်နဲ့စူးစမ်းလေးရှိပါတယ်ဒါကတော့ယောဂမဟုတ်ပါဘူးကလေးတိုင်းကဒီလိုပါပဲဒါပါးစပ်နဲ့စူးစမ်းနဲ့ရွယ်လို့ခေါ်ပါဒါပေမဲ့အဲ့ဒီနောက်ပိုင်းပေါ့နော်ဆိုလိုတာတော့ဒီပြင်ကျင့်ရတဖြည်းဖြည်းပျောက်သွားပါတယ်တချို့ကလေးတွေမှာတော့ဒီစားစရာမဟုတ်တဲ့အရာတွေပေါ့တဲတို့မြေကြီးတို့နော်ဖွဲပြားတို့နော်အဲ့ဒါဟိုစားတဲ့ပြင် စားတတ်တဲ့ကလေးတွေရှိပါမိသွေးမှုန်ပေါ့နော်ဒါမျိုးတွေအဲ့ဒါကိုကျွန်တော်တို့က ပီကာလို့ခေါ်ပါပီကာ PICA ပေါ့နော်အဲပီကာလို့ခေါ်တယ်ဒီနှစ်နှစ်လောက်ထိမှတွေ့ရဆိုကျွန်တော်ဒါဒီတာမန်မဟုတ်တော့ဘူးပေါ့နော်အဲ့တော့ဒီကလေးတွေမှာအဲ့လိုစားတဲ့ကလေးတွေကစိတ်ပိုင်းဆိုင်ရာပြဿနာတွေပေါ့ငိုရေကညာရင်ဟိုပုံမျိုးမှုချုပ်နေချုပ်တဲ့ကလေးတွေမှာလည်းတွေ့တတ်တယ်နော်စိတ်စိတ်ပီစီမှုများတာတော့မိဘအဆောင်ချောက်မှုတိတ်မရှိတာတော့နော်ဒီလိုကလေးတွေမှာလည်းတွေ့တတ်ပါနော် ရုပ်ပိုင်းဆက်အားဖြင့်ဆိုလို့ရှင်တော့လေတန်တားချုပ်တဲ့ကလေးတွေမှာဒီအကျင့်တွေ့ရတာတပေါ့အဲ့တော့ဒီအသေးစားတွေပြဿနာတွေ့လို့ရှင်ဘာဖြစ်လဲဆိုတော့ကလေးမှာဘာအနေရှိလဲပေါ့ဘာအနေရှိလဲဆိုတော့တဲစားတဲ့ခါကျတဲထဲမှာဒီတန်ဥတွေပဲရှင်ကလေးမှာတန်ကောင်းတွေပေါက်ပွားနိုင်တယ်အဲ့လိုပဲဒီတဲမှာပါတဲ့ခဲပေါ့နော် ခဲတက်ပါတဲ့တဲကိုစားမြင်ခဲစိတ်တင်တာဖြစ်နိုင်မှာအဲ့တော့နောက်တစ်ခါဒီတန်တားချုပ်တဲ့မှုလည်းဒီတုတ်ကောင်းတွေတန်ကောင်းတွေလည်းတန်တားချုပ်တဲ့လာကိုဖြစ်စင်နေတယ် တော့ဒီကလေးတွေကတန်တဲ့ချွတ်တဲ့ကလေးကဒီအချင်းဖြစ်တတ်တယ်လို့ဒါကြောင့်လည်းတန်တဲ့ချွတ်တဲ့မှုဒီဖြစ်သွားနိုင်ပါတယ်โอเคအဲ့ဒါတော့ကျွန်တော်တို့ကအကြောင်းကိုရှာပေးရတာပေါ့နော်ဆိုတော့ဒီကလေးနဲ့ပတ်သက်တဲ့စိတ်ပိုင်းဆိုင်ရာဥမာမိဘနဲ့ဆွေးနွေးပြီးတော့မိဘဘက်ကအဲစောင့်ရှောက်မှုပိုလိုသလားပေါ့နော် အဲနောက်ပြီးသူ့ရဲ့အစားအသောက်ပိုင်းညအချိန်မှစားပေးပေါ့နော်အဲ့လိုမျိုးသူ့ရဲ့ဟိုမလုံတဲ့နေအောင်သူမလုံမလုံတဲ့အကြောင်းတင် जा ပေးပေါ့နော်ဒီလိုမျိုးပြုပြင်ပေးလို့လုပ်ပါတယ်တန်တက်ချိုးတဲ့လားရှင်တော့ကျွန်တော်တို့တန်တက်ပါတဲ့အားစေးတွေပေးရပေါ့နော်တော်တော်များကလေးတွေကတော့တန်တက်ချိုးတဲ့မှုရှိပါတယ်နောက်တန်တက်ချိုးတဲ့ခြင်းကလည်းဒီကလေးရဲ့ညာရင်ဖွံ့ဖြိုးမှုနဲ့လည်းတိုက်ရိုက်သက်ဆိုင်ပါတယ် တာမန်အဖြစ်တော့ဒီသိပေါက်တာရှိမှာပေါ့နော်ဆိုလိုတာကလေးတွေရှူပေါက်တာတော့၃နှစ်လောက်ထိတော့ဘယ်လိုမှလေ့ကျင့်ပေးလို့မရပါဘူး။နောက်ပိုင်းမှာတော့ကျွန်တော်တို့ကရှူတယ်လို့ရရင်သူကတယ်လိုက်တယ်ဆိုရင်များပါမှသိပေါက်ဘူးနော်။ဒါတောင်မှဒီအိယာထဲမှာသိပေါက်တဲ့လေ့ကျင့်ရတော့အဲ9နှစ်လောက်မှဆိုတော့10ရာရင်နှုန်းလောက်ကရှိသေးတယ်။နော်10နှစ်လောက်မှဆိုတော့9ရာရင်နှုန်းလောက်ကရှိပါသေးတယ်။အဲ့တော့ဒါကတာမန်အဖြစ်လည်းဖြစ်နိုင်တယ်သို့တော့ဒီခဏခဏဖြစ်နေတဲ့ တာမန်နဲ့ပို့ပြီးတော့ဖြစ်နေတယ်ဆိုလို့ရှင်တော့ဒီစိတ်ပန်းဆိုင်ရာအချုပ်ရင်းချက်ရှိတယ်လို့ယူဆပါတယ်။နောက်တစ်ဖက်ကလည်းဒီစိတ်ပန်းဆိုင်ရာလို့မတတ်မှတ်ခြင်းမှာကျွန်တော်တို့ရုပ်ပန်းဆိုင်ရာယောဂလည်းရှိပါတယ်။ဥပမာစီလာညောင်ပိုးဝင်တာရှိတယ်ဆိုလို့ရှင်လည်းဒီလိုပဲဖြစ်တတ်တယ်။အဲ့တော့ကျွန်တော်တို့ဒီယောဂရှိနေသလားပေါ့နော်။စောင့်စုံစမ်းစစ်ဆေးမှုတွေလုပ်ရတယ်။စီလာညောင်မှာ abnormality ခေါ်တော့စီလာညောင်ချုပ်ရင်းချက်ပေါ့။ဒါမျိုးတွေမွေးရပါချုပ်ရင်းချက်ရှိသလား။ဒါတွေလည်းစစ်ဆေးရပါ ဒါတွေစစ်ဆေးပြီးတော့မှဒီအားရမရှိဘဲနဲ့ခဏခဏအေးရမှာသိပေါက်တဲ့လက္ခဏာရှိနေတယ်ဆိုလို့ရှင်တော့လဲဘာကြောင့်လဲဆိုတာအကြောင်းရှာပါတယ်ကျွန်တော်တို့ကဘာလုပ်ပေးရလဲဆိုရင်ရှင်ဒီစိတ်ပိုင်းဆိုင်ရာပေါ့နော်သူမှဘာတွေစိတ်နှောက်ချက်ဖြစ်စရာရှိတယ်လေစိတ်မကျေမနပ်ဖြစ်စရာရှိလားဥမာကြောင်းမှာပဲတကယ်ချင်းတွေကဝိုင်းမနိုင်ကျင်တာရှိလား တော့မိဘနဲ့ယူဆိုင်မှုမရမရတာတို့မိဘချင်းချင်းအဆင်မပြေလို့ရှိတယ်ဒါအဲ့လိုမျိုးလေးတွေကိုရှင်းပြဖို့လိုတယ်နောက်တစ်ခုကဘာလို့ဆိုဒါကိုဘယ်လိုကာကွယ်လို့ရလဲဆိုမှခုနှစ်နာရီနောက်ပိုင်းပေါ့နော်ည9နာရီနောက်ပိုင်းတော့သူ့ဘာအရေးမှမတိုင်နဲ့ပေါ့ညဆိုလို့ရှိရင်တခါလဲယူဆိုနှစ်ခါပြန်ပေါက်ခိုင်းနော်အဲ့လိုလုပ်ပြရတယ်နောက်တစ်ခုကအိတ်တဲ့အိရာကိုလွင်လွင်ထွေးထွေးရှိအောင်ထားပေးရပေါ့နော်သူတို့အေးတာများလို့ရှိရင်လည်းသူကအဲရှူပေါက်တတ်ပါတယ် ။နောက်ပြီးတော့သူတို့ပြစ်တင်ကြိမ်းမောင်းတာတဲ့ပေါ့နော်ဆိုလိုတာကချီကျူတာအားပေးတာပို့ပြီးတော့အကျိုးရှိပါတယ်။နော်ဥမာပြလို့ရှင်မှာရှူမပေါက်တဲ့နေ့တွေဆိုမှတ်ထားပေးမယ်ပေါ့။ကျဲတလုံးကျဲတလုံးပေးမယ်ပေါ့နော်။စတာတစ်ခုပေးမယ်။နော်ဒါဆိုတပတ်မပေါက်ရင်မှစုပေးမယ်ပေါ့။စသဖြင့်လှုပ်လို့လှုပ်ပေးလို့ရတယ်။အဲ့လိုအားပေးချင်းမြောက်ပေးခြင်းအဖြစ်ပို့ပြီးတော့အကျိုးရှိနိုင်ပါတယ်။ ြစ်တင်ချိန်ပေါင်းတာလည်းဆက်လို့ရှိရင်နောက်တစ်ခုဘာလို့ဆိုလို့ရှိရင်မှာတချို့ရှူပေါက်တာကိုများစေတဲ့ဆေးဝါးမစားတော့ပေါ့မှာဖြင့်ကေဖင်းပါတဲ့ဆေးတွေပေါ့ဒါတွေကိုအများကြီးသူသဖြင့်ညနေပိုင်းမှာတောက်သုံးမှုမလုပ်တာမျိုးပေါ့နော်ဒါတွေကလည်းအကျိုးရှိပါတယ်ဒီဘက်အပြင်တော့ညဘက်အဲစီးခဏခဏသွားတာစီးပေးဖို့မလိုပါဘူး မှာခုနပြောသလိုပေါ့ကျွန်တော်ရုပ်ပိုင်းဆိုင်ရာယောဂဖြစ်နေလားစီလံကြောင်ပိုးဝင်လာရှိတယ်ဆိုတော့ကုသမှုလိုတယ်ပေါ့နော်ဟောတာမအပြင်တော့ဒီခုနပြောတဲ့အပြုမှုလေးကိုပြောင်းပေးတာမျိုးနော်စိတ်မကျေစိတ်ဖိစီးမှုကိုဖြေပြောက်ပေးတာမျိုးအာဘိချင်းမြောက်တာမျိုးကတုံးဝင်ပါတယ်တခါတရံမှာတော့ကျွန်တော်ကမှခီးသွားမယ်ပေါ့နော်ခီးဝေးခီးထွက်မယ်ဟိုဒီများနေသွားမယ်ဟိုတယ်မှာတဲမယ်အဲ့ခါမှာရေတိုအနေနဲ့တော့ကျွန်တော်တို့ဈေးတွေပြေးလို့ရပါတော့ဒီ နှာခေါင်းထဲကိုဖျန်းတဲ့ဆေးပေါ့နော်ဆိုလိုတာ anti diuretic hormone ဆိုခေါ်တဲ့ဒီဆေးထွက်တာကိုတားတဲ့ hormone ဆေးပေါ့ဒါမျိုးတွေပေးတာလို့တပြင်းတချို့ဒီစိတ်ယောဂပေါ့စိတ်ကြယောဂမှာသုံးတဲ့ဆေးဝါးတချို့တော့ပါလေရေခဏတာ သုံးဖို့အတွက်သုံးဝင်ပါတယ်ရေရှည်အဓိကတော့ကျွန်တော်တို့ဆေးဝါးတွေကိုသိအားမကိုပါဘူးခဏပြောတဲ့အမှုအကျင့်လေးတွေပြောင်းလဲပေးတာမျိုးပဲပို့ပြီးတော့အားပေးပါတယ် ကဲဆက်ဆက်မှုရှိနိုင်ပါတယ်။ဒါပေမဲ့တဘာဝအဖြစ်လည်းကလေးတွေရဲ့အိပ်စက်မှုကြောင့်နားလည်ထားဖို့လိုပါတယ်။ဒီနှုတ်ဆုပ်ကလေးတွေမှာဆိုလို့ရှိရင်တော့ဒီအမင်းတို့ကညမှာပိုထွက်ပါတယ်။အမင်းတို့ထွက်စေတဲ့ဟော်မုန်းပေါ့နော်ပရိုလက်တင်ကညဘက်မှာပိုထွက်တယ်။ဒါကြောင့်ညမှာနှုတ်ပိုဆိုတာကတော့ဒီတိတ်မထူးဆန်းတဲ့တဘာဝတစ်ခုဖြစ်ပါတယ်။ဒီ၆ပတ်နောက်ပိုင်းမှာတော့ကလေးတွေကအိပ်ချိန်ပိုပြီးတော့မှန်လာတတ်တယ်။ဒါတော့နည်းနည်းကြီးလာတဲ့အခါမှာညဘက်မှာနှိုးတဲ့ကလေးတွေရှိပါ။အဲ့တော့ အိဆက်မှုနဲ့ပတ်သက်လို့ဒီတယောက်နဲ့တယောက်လဲကြွားချမှုတော်တော်လေးရှိပါတယ်ခဏနာနိုးရာတွေကလည်းတော်တော်လေးတွေ့ရတဲ့ပြဿနာဖြစ်ပါတယ်အဲ့ခါကျရင်ကျွန်တော်တို့ကရုပ်ရုပ်ပိုင်းဆိုင်ရာပြဿနာတွေလည်းရှိတတ်ပါတယ်ဥပမာအပြင်ဆိုလို့ရှိရင်ဒီပတ်ဝန်းကျင်ကအရန်စုညံနေတာအေးလွန်းလားပူလွန်းလားသေဆိုတာเนาะစသဖြင့်လည်းကလေးကမိတာရှိတတ်တယ်ဥပမာယာနာပေါက်နေတဲ့ကလေးပေါ့ဝဲတွေပဲပေါက်နေရင်လည်းနှုတ်ဝေးတို့ဝဲတို့ရှိလဲယားတဲ့အတွက်ကြောင့်မအိပ်ဘူး နောက်နှကောင်းပိတ်တဲ့ကလေးပေါ့နော်နှနှကြီးမြင့်တက်တဲ့ရွယ်ဆိုလို့ရှိရင်နှကောင်းပိတ်လဲသူကလို့ဆိုလို့မရဘူးပေါ့နော်လို့ဆိုကလေးဆိုလို့ရှိရင်အဲ့ဒီခါကျလဲမေဘဲနဲ့တကြီးကြီးငိုတာတွေရှိတတ်ပါတယ်နောက်ပြတ်ကြောင့်ဝင်းနေပိုင်းသွားရင်လည်းပင်လောင်နေပေါ့နော်ဒီလိုအကြောင်းလဲမိတာရှိတတ်ပါတယ်ကျန်တာတော့ဒီပြင်ဒီချက်တဲ့မရှိဘူးဆိုလို့ချက်တော့ကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာအချက်လဲရှိလားကြည့်ရပါတယ် ကာရီယာမှာတွေ့တတ်တာတွေရှိပါတယ်။ဥပမာပြောဆိုလို့ရှိရင်အိမ်မဲဆိုးတွေမဲ့ပြီးလမ်းអော်တယ်ပေါ့နော် nightmares လို့ခေါ်ပါတယ်။နောက်ဒီခါလေးကြားလို့ရှိရင်လည်း night terror ပေါ့နော်။ညဘက်မှာတရင်နောက်ပြောညနေပိုင်းမှာပေါ့ထိတ်လန့်ကြောက်ရွံ့ပြီးတော့ထားပြီးတော့អော်တာမျိုးပေါ့။ခုနလိုအိမ်မဲဆိုးမဲ့တာလည်းမဟုတ်ဘူး။အကြောင်းမရှိဘဲနဲ့ထိတ်လန့်တောင်းလို့တာတွေဖြစ်တတ်တယ်။တချို့ကလေးတွေလည်း night walking ပေါ့နော်။ညမှာအိမ်နေနေထားပြီးတော့အိမ်ပျော်ရဲထားပြီးတော့လမ်းလျှောက်တာမျိုးတွေရှိတတ်ပါတယ်။အဲ့ဒါမျိုးတွေလည်းတစ်ခါတည်းမှာတွေ့တတ်ပါတယ်။ နိုင်ငံမှာတော့ကလေးနဲ့မိဘလည်းတူတူအေးလေးစီတယ်ပေါ့နိုင်ငံသားမှာတော့သူကကလေးနဲ့မိဘတခန်းစီအိတ်တာတို့တကရင်စီအိတ်တာတို့ကတော့အေးလေးရှိပါတယ်တိတ်ပြီးတော့အတူတူအေးလေးမရှိဘူးပေါ့နော်ကျွန်တော်ရဲ့ဒီဒလေထုံးစံတော့ပို့ပြီးကောင်းတယ်လို့ကျွန်တော်တော့မြင်တယ်ပေါ့နော်ကလေးကကြောက်ရွံ့မှုနည်းတယ်ပေါ့ကလေးကိုမအိတ်ခင်မှာပုံမြောက်ပြောပြမယ်နော်ဒီအိယာဝင်ပုံမြင်လေးတွေပြောပြတာတို့နော်ဒီချော့မြူပြောတိတ်ပြတာသူ့ရဲ့ပတ်ဝန်းကျင်နဲ့ တိတ်မဆူညာအောင် လုပ်မယ်နောက်ပြီးတော့ကြာလို့ရှိရင်ဒီရာသီဥတ္တရကိုက်ညီအောင်ထားမယ်ပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်တော့ပို့ပြီးတော့အေးဝါနိုင်ပါတယ်နောက်တစ်ခုကကလေးရောလူကြီးရောပေါ့နော်ဒီကြောက်ရွံ့ထိတ်လန့်စရာတွေကလေးကို၆တာတွေပဲမလုပ်သင့်ဘူးအဲ့လိုပဲဒီတရေကားတစေကားပေါ့နော်ဒီရုပ်ရှင်တွေပါပြတာတို့ဒီစာအုပ်ဖတ်တာတို့စသဖြင့်ဒီကလေးကိုကြောက်ရွံ့စေတဲ့ဟာတွေပေါ့နော်ဒါတွေကို မလုတ်တဲ့ဘောเนาะဒါတွေကိုရှောင်ရှားခြင်းအပြင်တော့ဒီအိဆက်မှုပြဿနာလေးတွေကိုကျော်သွားစေနိုင်ပါတယ်။တိတ်ပြီးတော့အနေရမရှိတဲ့အေးဆေးပေါ့เนาะဆိုလိုတာအေးဆေးပြောပြောတွေပေးရတာတွေရှိပါတယ်။ဒါတွေကတော့ရေရှည်တဲ့ဆိုင်ရင်တစ်ခါတည်းအသုံးမဲ့အသုံးဝင်ပါကလေးတွေမှာလည်းလူကြီးတွေလိုပါပဲယုံတဲ့စိတ်ရှိပါတယ်အဲ့တော့ကလေးမှာဖြစ်တဲ့ယောဂဝေဒနာတိုင်းက ရုပ်ကြောင်ကြီးပဲဖြစ်တယ်လို့သတ်မှတ်လို့မရပါဘူး။ဒါစိတ်ပိုင်းဆိုင်အားပြဿနာလေးတွေကြောင့်ဖြစ်တတ်တဲ့တခါလေကြားလိုက်ရှင်လဲရုပ်ရည်ရဲ့လက္ခဏာတွေပေါ့နော်။ရုပ်လက္ခဏာနဲ့ပြတတ်တဲ့ယောဂလေးတွေတော်တော်များများကျွန်တော်တွေ့ရပါတယ်။ဟောကလေးတွေမှာလည်းခုချိန်ကာမှာဒီ life sign ပြောင်းလဲတာနဲ့ပတ်ဝန်းကျင်အခြေအနေပြောင်းလဲမှုတွေကြောင့်စိတ်ဖြစ်စည်းမှုတွေရှိလာတာရှိပါတယ်။စိတ်ဖြစ်စည်းမှုတွေ မိဘကယူမှုဆိုင်နိုင်မှုတွေမကျေနပ်မှုတွေเนาะဒါတွေရှိလို့ရှင်လဲရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေ ਨੇ ပြနိုင်ပါတယ်ကျွန်တော်တို့ပို့ပြီးတော့သတိထားမိလာတာလဲပါတော့ပေါ့เนาะအဲ့တော့ဒီလိုလက္ခဏာလေးဖြစ်လာလို့ရှိရင်ဘာကြောင့်ဖြစ်တယ်လဲဆိုတာကိုเนาะဆရာဝန်ဘက်ကရောမိဘဘက်ကရောเนาะဒီဒေသစနစ်တကျစုံစမ်းရှာဖွေ ဖော်ထုတ်ပြီးတော့အဲတင့်တယ်ရယ်ကုသမှုပေါ့เนาะဆိုလိုတာဆေးဝါးကြီးပဲအာကိုးစင်အားလုံးမရဘူးကျန်တဲ့အခြေခံချက်လက်လေးတွေပြုပြင်ပေးခြင်းအပြင် ဒီစိတ်ပိုင်းဆိုင်ရာအပြစ်မှုပိုင်းဆိုင်ရာကုသမှုတွေလှုပ်ခြင်းအဖြစ်ကလေးတွေရဲ့ဘဝပေါ့နော်စိတ်ချမ်းသာရေးကိုပုံမှုကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်တယ်လို့အဲကြံပြုလိုပါတယ်